ားလုံးပဲမင်္ဂလာပါရှင်ကျွန်မဒီနေ့မှာတော့ပဋ္ဌာန်24ပစ္စည်းရဲ့အဓိပ္ပာယ်လေးတွေကို တင်ဆက်ဖတ်ပြပေးချင်တာပဲဖြစ်ပါတယ်ရှင်ဟေတုပစ္စည်းရောအကုတုကင်း၍ကုတုနှင့် ရှင်တွဲရပါစေတာအာရမဏပစ္စည်းရောမျက်စိနှင့်နားသည်နိဗ္ဗာန်သို့မျက်မှောက်ပြုရပါစေတာအဓိပတိပစ္စည်းရောရုပ်နာနှစ်ပါးကိုစောင့်ရှောက်ထိန်းသိမ်းနိုင်ရပါစေတာအနန္တရပစ္စည်းရော ။များလာစွာသောကုသိုလ်တရားများကိုမျက်မှောက်ပြုရပါစေသာ။တမန်တော်ပစ္စယောယုံနှင့်နံအတူရှိသောတရားများကိုမျက်မှောက်ပြုရပါစေသာ။တဟဇာတာပစ္စယောယုံယုတ်ခြင်း၊နန်းနံခြင်း၊ထင်ရှားစွာသိရပါစေသာ။အညာမညာပစ္စယောယုံမနံတို့နံမယုတ်တို့ပြောင်းလဲသိရပါစေသာနေတရပစ္စယောယုံနံနှစ်ပါးတို့ဤတိနေရာကိုသိရပါစေသာ ဥပ္ပါနိဒရာပစ္စယောယတနာ၃ပါးကိုဥထိတ်ထားရပါစီသာပုရိဇာတာပစ္စယောရှေ့ကဖြစ်သောအာဟုတုကိုပေ၍ကုတုကိုမျက်မှောက်ပြုရပါစီသာပစ္ဆာဇာတာပစ္စယောနောက်၌ဖြစ်သောအာဟုတုကိုပေ၍ကုတုကိုမျက်မှောက်ပြုရပါစီသာအာဒေဝနာပစ္စယော လူရာဆန္ဒမရှိတော့ပြည်စုံရပါစေတာကာမပစ္စည်းရောကံသုံးပါးကိုထိမ့်သိမ့်နိုင်ရပါစေတာဝိပါကပစ္စည်းရောဝိကျွေးသုံးတွေကိုပယ်ဖျက်ရပါစေတာအဟာရပစ္စည်းရောလူရာဆန္ဒပြည်စုံစွာထောက်ပံ့နိုင်ရပါစေတာအင်ဂျီယာပစ္စည်းရောနံရုပ်ကိုထိမ့်သိတတ်သောပညာနှင့်ပြည်စုံရပါစေတာသာနာပစ္စည်းရောသူတော်ကောင်းတရားခွနပါညံစင်၅ပါးနှင့်ပြည်စုံရပါစေတာ မကပစ္စည်းရောဘာဝနာနှစ်ပါးအပန်းကိုအာယုံပြု၏အထွတ်အထိပ်ပညာရပါစေသာတက်မြုဒ္ဒပစ္စည်းရောသူတော်ကောင်းနှုတ်နေပေါင်း၏ခொနှစ်ဖြာသောတရားနှင့်ရှင်တွဲရပါစေသာဝိပယုဒ္ဒပစ္စည်းရောတူယုံမာနှင့်ဝေး၍အာကုတုနှင့်ခင်းရပါစေသာအဋ္ဌိပစ္စည်းရောတမှုတိငယ်၏အရှိကို ဟုတ်စွာမှန်စွာ သိရပါစေသာနတ္ထိပစ္စည်းယောပရမတ္တမရှိ တရား၏အတိကို မျက်မှောက်ပြုရပါစေသာဝိကရပစ္စည်းယောရှေး၌ပွင့်တော်မူသောဖျားတို့ကိုရှ िख ိုးရပါစေသာအဝိကရပစ္စည်းယောပွင့်လက်တံသောဖျားတို့ကိုရှ िख ိုးရပါစေသာတဲ့